ခொနေသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဒီမှာရွေရပင် channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့ခொနေသားသမီးများကြိုတင်ချိန်ဆနိုင်ရန်အတွက်ဆရာကြီးဦးဝင်းစောတက်တော်မှာဟောကြားထားသော2025ခုနှစ်နိုဝင်ဘာလ30ရက်နေ့မှဒီဇင်ဘာလ6ရက်နေ့အထိတပတ်စာကြံပြုဟောစတဲ့ကိုပြည့်ပြည့်စုံစုံဖတ်ကြားပေးထားပါရစေ။အစည်းအဝေးမစခင်မှာတူဦးစေတနာတူဦးမြတ်သားဆိုသလို Subscribe လေးနေပြီးကြောင်းဆိုပါရစေ။အစ်တင်နိုင်တရားအောင်လဲဘေးနားခေါင်းလုံး လေးကိုလည်းနှိပ်ထားပေးခဲ့ကိုမမေ့နဲ့နော တနင်္ဂနွေသတင်းမီးများအတွေ့တပတ်စာဟော့စတန်ဒီကာလအတွင်းမှာဝင်ဝင်ကောင်းမဲ့အပြင်ရဟန်းရှိသောငွေကြေးများလည်းပြန်လည်ဝင်ရောက်လာမည်တဲ့ရင်ကောင်းကြရမယ်။မျောလင့်ထားသောအလုတ်အကင်များရရှိမယ်။မော်တော်ကားအယောင်းဝယ်ဖြစ်မယ်။ပေပြောင်းနှံစတဲ့ကောက်ပဲသီးနှံရောင်းဝယ်ရေးကောင်းမွန်ပါလိမ့်မယ်။ပြပမှာငွေလဲရောင်းမယ်။ဒါမှမဟုတ်နိုင်ငံခြားငွေဝင်လာမယ်။ကျန်းမာရေးအနေဖြင့်မော်ပန်းလွယ်နေမယ်။ပညာရေးအတွက်အစီအစဉ်သစ်များချမှတ်လုပ်ဆောင်ရလိမ့်မယ်။အခြေအမှချစ်သူရဲ့ဂရုမတိမှုကြောင့်စိတ်ညစ်ရတာပါတယ်။အိမ်တော်ရေးတွင်လည်း င်အောင်ဘက်ရဲ့ကျမ်းမာရေးကြောင့်စိတ်ညစ်ရတဲ့တေကံကောင်းသောကဏ္ဍများမှာ3-6ကဏ္ဍများဖြစ်ပါတယ်ရရရတနင်္ဂနွေနေ့မှာနေရင်ဖျားကြောင်းဆောင်မှာအုံထမင်းကတ်လိုပါတနင်္ဂနွေသားသမီးများလုံးကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပြီးကုန်းချိုးချမ်းသာများပုံမူရရှိကြပါစေတနင်္ဂနွေသားသမီးများတွေတိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဗီဒီယိုမြန်ဆွေးနွေးတိုင်မလိုပါကမင်းသိမ့်ခမိုဘိုင်း app တွင်ဗီဒီယိုတိုက်ရိုက်မြင်မြန်နိုင်ပါတယ် တနင်္လာသာသမိများတွေတပတ်စာဟောစတဲ့နိုင်ငံခြားခီးထွက်ရခြင်းရှိပါတယ်ဝန်ထမ်းပြပကလာဇာတိုယာရုတို့မယ်အလုတ်အစ်အတွက်အင်တာဗျူးဝင်ရမယ်မော်တော်ဆိုင်ကယ်အယောင်းဝယ်ဖြစ်မယ်လေယာဉ်သုံးစက်ပစ္စည်းများဝင်လာမယ်ရွှေထွက်မယ်ဒါမှမဟုတ်ရွှေလုံငန်းမှာအရှုံးပေါ်ရက်တွေငွေနှဲငယ်အလားအတဖြစ်မယ်အနုပညာရှင်တို့ဖြစ်ပါကမိမိရဲ့အနုပညာလုပ်ငန်းအတွက်သတင်းကောင်းများကြားရမယ်ကျမကြီးကတော့ခေါမူကောင်းကိုက်တမျိုးမျိုးဖြစ်တတ်ပါတယ်ပညာရေးမှာတိုးတက်မှုရှိပါတယ်အခြေရေးမှာကံကောင်းနေပြီချစ် သူထမ်းမှလက်ဆောင်ရရှိမယ်။အိမ်တော်ရေးမှာလည်းတာယာနေပါတယ်။ကံကောင်းသောခန်းများမှာနှင်းလေးချောက်ခန်းများဖြစ်ပါတယ်။ရရရတနင်္လာနေ့တွင်တကိုးကြီးပြားတနင်္လာတောက်မှာငွေကြီးနှစ်လက်ကပ်လို့ပါ။တနင်္လာသားသမီးများလုံးကိုစိတ်နှပြန်ကြက်မှာချမ်းသာကြပြီးကောင်းချီးချမ်းသာများပုံမိုရရှိကြပါစေ။တနင်္လာသားသမီးများတွေတိုက်ဆိုင်မင်္ဂမကကွန်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းတင်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့အခက်အခဲတွေကိုဒေရင်မင်းမြန်ဆွေးနွေးတိုင်ပင်လိုပါကမင်းသိမ့်ခမိုဘိုင်း APP တွင်ဒေရင်တိုက်ရိုက်မင်းမြန်နိုင်ပါတယ်။ အင်္ဂါအသာသမီးများတွေတပတ်စာဟောစတန်ဒီကလာအတွင်းမှာနိုင်ငံเจ้าမှာငွေသို့မဟုတ်လက်ဆောင်ပစ္စည်းများရရှိမယ်အိမ်ပြင်အိမ်ဆောက်ရလိမ့်မယ်ဒါမှမဟုတ်အိမ်ဆောက်ရန်ပနဲ့ရရလိမ့်မယ်တံပိုးကြီးတယ်လီဖုန်းဝယ်မယ်အမွေကိစ္စညှိနှိုင်းရလိမ့်မယ်ခပိုင်းနိုင်အခုခုခံရတတ်သဖြင့်တရီထားပါရှာရှိသောငွေများပြန်ဝယ်မယ်မော်တော်ကားအတွက်ငွေကုန်တတ်ပါတယ်လူမှုရေးလုပ်ငန်းပရိုက်တာလုပ်ငန်းများမှာလောက်ကန်ရသွင်းအနောက်ရှက်ပေါ်တတ်ပါတယ်ဂျမားရေးကတော့ဝမ်းပြဝမ်းလျှောဖြစ်တတ်တယ်ပညာရေးတွင်တိုးတက်မှုရှိပါတယ်အချို့ ေးနဲ့အိမ်တော်ရင်တာယာနေပါတယ်။ကံကောင်းသောကဏ္ဍများမှာ၄၆ခုနဲ့ကဏ္ဍများဖြစ်ပါတယ်။ရရအင်္ဂါနေ့မှာတကူကြီးဖျားအင်္ဂါတော့မှာစပိန်ငါကုန်းကတ်လို့ပါ။အင်္ဂါသားသမီးများလုံးကိုစိတ်နှပြန်ကြမှာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေ။အင်္ဂါသားသမီးများတို့တိုက်ဆိုင်မင်္ဂမကကွန်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မဲဆွေတို့ရဲ့ခက်ခဲတွေကိုဗေဒင်မင်းများဆွေးနွေးတိုင်ပင်လို့ပါကမင်းသိခမိုဘိုင်း APP တွင်ဗေဒင်တိုက်ရိုက်မင်းများနိုင်ပါတယ်။ ဗိုလ်သားသမီးများအတွေ့တပတ်စာဟောစတဲ့ဒီကလာအတွက်မှာအလုတ်လျှောက်ဖွင့်နေပါကဒါမှမဟုတ်အလုတ်လျှောက်ထားပါကအလုတ်ရရှိမယ်ကိုပိုင်းလုပ်ငန်းစတင်ရခြင်းရှိတယ်အိမ်အိမ်ခံတိုက်ခန်းကွန်းတော်ကများအယောင်းဝယ်ဖြစ်မယ်လေယာဉ်လုပ်ငန်းသုံးစက်ပစ္စည်းဝယ်မယ်မော်တော်ဆိုင်ကယ်အယောင်းဝယ်ဖြစ်မယ်နိုင်ငံခြားခရီးအတွက်တရင်ကောင်းကြရမယ်ဝင်ငွေကောင်းမယ်တယ်လီဖုန်းပြက်ချင်းပျောက်ချင်းများဖြစ်တတ်ပါတယ်ကျမရဲ့အနေဖြင့်လက်နာတတ်တယ်ပညာရေးတွင်အနောက်ရှေ့ပေါ်နိုင်တယ်အခြေအမှအခြေအနေနဲ့အိမ်တော်ကြီးလည်းတာယာပါတယ်ခံကောင်းစီ ော်ကဏ္ဍများမှာတင်းနှင်ငါးကဏ္ဍများဖြစ်ပါတယ်ရရရဘောရူနေတွင် တကိုကြီးဖျားဘောရူတောင်မှာရွှေထီလေးလက်အကက်လိုပါဘောရူသားသမီးများလုံးကိုစိတ်နှဖျားချမ်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေဘောရူသားသမီးများတွေတိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဖေရင်မင်းများဆွလွင်တိုင်မင်လိုပါကမင်းသင်ခမိုဘိုင်း APP တွင် ဖေရင်တိုက်ရိုက်မင်းများနိုင်ပါတယ် ကျန်သာရေးသားသမီးများတွေတပတ်စာဟောစတန်ဒီကာလအတွင်းမှာအိန္ဒိယအရွှေပြောင်းပေါ်မယ်ဒါမှမဟုတ်အိမ်အစ်စ်တက်ရမယ်မြေရောင်းဝင်ဖြစ်မယ်မော်တော်ကားအတွက်ငွေကုန်မယ်ဝန်ထမ်းပြပားကယာရူတိုလာဇာတိုသတင်းကောင်းကြားရမယ်ရေလုံငန်းရေထွက်ပစ္စည်းရောင်းဝယ်ရေလုံငန်းများကောင်းမွန်ပါတယ်အမှုခင်းရှိပါကအမှုအတွက်သတင်းကောင်းကြားရမယ်အလူဒါနာပြုလုပ်ရလိမ့်မယ်ကျန်မာရေးကတော့ခါနာတတ်ပါတယ်ပညာရေးမှာကန်ကောက်နေပါတယ်နိုင်ငံခြားမှာအကြောင်းလျှောက်ထားပါကအကြောင်းဝင်ခွင့်ရမယ်အခြေရေးမှာချစ်သူနဲ့အနေဝေးနေလိမ့်မယ်အိမ်တော် ွေးမှာတာယာမှုမရှိပါကံကောင်းသောကရမ်းများမှာ689ကရမ်းများဖြစ်ပါတယ်ရရရဇာတာပရိနေတွင်တကိုကြီးဖျားဇာတာပရိတောင်မှာဇီကိုညွန့်တပြေကိုညွန့်ကံကောကိုညွန့်ကတ်လို့ပါဇာတာပရိသားသမီးများလုံးကိုစိတ်နှဖျားစမ်းမှချမ်းသာကြပြီးကုန်းချိုးချမ်းသာများပုံမရရှိကြပါစေဇာတာပရိသားသမီးများတို့တိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ကကတွေကိုဗီရင်မင်းများဆွနေတိုင်မယ်လို့ပါကမင်းနိုင်ငံ mobile app တွင်ဗီရင်တိုက်ရိုက်မင်းများနိုင်ပါတယ် တောက်ချန်သားသမီးများအတွေ့တပတ်စာဟောစတန်ဒီကာလအတွင်းမှာနိုင်ငံခြားတန်ရုံတရုံတွင်ဗီဇာလျှောက်ထားပါကဗီဇာရမယ်။ရဟန်ရှိသောငွေများဝင်မဲ့သတင်းကောင်းကြားရမယ်။မော်တော်ကားအယောင်အဝယ်ဖြစ်မယ်။ကြောင်မြေနာရောင်းဝယ်ရေးကောင်းမယ်။စတူရှယ်ယာလုပ်ငန်းမှာအကျိုးအမြတ်များရရှိမယ်။ဝန်ထမ်းပြပါကလုပ်ငန်းခွင်မှာစိတ်ညစ်ရမယ်။ရဝေးမှာငွေရောက်မယ်။ကျန်းမာရေးကတော့တဲချီမှာကြောက်တယ်တတ်ပါတယ်။အချစ်ရေးမှာကံကောင်းနေပါတယ်။ချစ်သူထမ်းမှာအကူအညီရမယ်။အိမ်တော်ရေးလည်းတာယာပါတယ်။ကံကောင်းသောကဏ္ဍများမှာ၃၄၈ကဏ္ဍများဖြစ်ပါတယ်။ ရရရတောက်ကြနေမှာတကိုးကြီးဖះတောက်ကြတော့မှာတတိချောင်းလုံးကလိုပါတောက်ကြသားသမီးများလုံးကိုစိတ်နှဖျားစမ်းမှချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေတောက်ကြသားသမီးများတွေတိုက်ဆိုင်မင်္ဂမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရကကန်တွေကိုဗီဒီယိုမင်းများဆွေးနွေးတိုင်မယ်လို့ပါကမင်းသင်ခမိုဘိုင်း app တွင်ဗီဒီယိုတိုက်ရိုက်မင်းများနိုင်ပါတယ် စနေသားသမီးများတွေတပတ်စာဟောစတဲ့ဒီကလာအတွင်းမှာအိမ်ပြင်အိမ်ဆောက်ရန်အတွက်ပနဲ့ရရလိမ့်မယ်နိုင်ငံသားမှာငွေရောက်မယ်ဒါမှမဟုတ်နိုင်ငံသားသို့ငွေပို့ရလိမ့်မယ်စံစဘာရောင်းဝယ်ရေးကောင်းမယ်အလုပ်အသစ်အတွက်အင်တာဗျူးဝင်ရမယ်အောင်မြင်မှုရရှိမယ်ကြောင်မြေနာရောင်းဝယ်ရေးကောင်းမွန်ပါတယ်မိဘနှစ်ပါအနက်တူဦးကျမကြီးကိုကူညီဆောင်ရွက်ပေးရလိမ့်မယ်ဆိုင်ကယ်အတွက်တောကများတာပါတယ်ကျမကြီးကတော့အယိုးကြီးပေါင်းယောဂါဖြစ်တတ်တယ်ပညာရေးမှာအထူးကောင်းမွန်နေပါတယ်နိုင်ငံသားသို့ပညာရေးကိစ္စဖြင့်တွားရောက်ရမယ်အခြေအမှချစ်သူ နှစ်ဦးကြားနားလည်မှုလွှဲမားတဲ့တဲ့အိမ်တော်ကြီးတွင်လဲအိမ်တော်ဘက်ရဲ့ဆွေမျိုးများကြောင့်စိတ်ညစ်ရတာပါတယ်။ကံကောင်းသောကဏ္ဍများမှာ968ကဏ္ဍများဖြစ်ပါတယ်။ရရရစနေနေ့မှာတကိုးကြီးဖျားစနေတော့မှာ TV 9လက်ကတ်လို့ပါ။စနေသားသမီးများအားလုံးကိုစိတ်နှပြကြမှာချမ်းသာကြပြီးကောင်းချီးချမ်းသာများပုံမရရှိကြပါစေ။စနေသားသမီးများတို့တိုက်ဆိုင်မှန်ကမှာကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဖေရင်မင်းများဆွေးနွေးတိုင်ပင်လိုပါကမင်းသိင်္ဂမိုဘိုင်း APP တွင် ဖေရင်တိုက်ရိုက်မ င်းမြန်းနိုင်ပါတယ်။ကျေးဇူးတင်ပါတယ်။ညီမရိုးရာပေရင် channel မှာနာမည်ကြီးပေရင်ဆရာများရဲ့နေစဉ်ဟောစရံများအပတ်စဉ်ဟောစရံများလစဉ်ဟောစရံများနှစ်စဉ်ဟောစရံများနဲ့ရေရာတို့ဟောပါအချိန်ချင်းတပြေးညီပုံမှန်တင်ဆက်ပေးနေလို့ညီမရိုးရာပေရင် channel လေးကို like and subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေ။အစ်တတိုင်းတည်အောင်လဲဘေးနောက်ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်။